ားလုံးပဲမင်္ဂလာပါဗျာဒီနေ့က2025အောက်တိုဘာလ16ရက်နေ့ဖြစ်ပါတယ်เนาะဒီနေ့ပြောပြခြင်းတဲ့အကြောင်းအရာလေးကတော့ယုံကြည်မှုနဲ့ကိုယ်တိုင်သိဆိုတဲ့အရာလေးကိုလူတွေကိုကွဲကွဲပြားပြားသိအောင်လို့ပြောပြခြင်းတယ်ယုံကြည်မှုဆိုတဲ့သဘောတရားကကိုကျော်ကြီးကိုအောက်မှာလာပြီးတော့မန်းနဲ့မန်းနေရှိတယ်ကိုကျော်ကြီးခမားကနတ်ပြည်မြမပြည်ဆိုတာကိုယုံသလားလို့မေးတဲ့ခါမျိုးမှာကိုကျော်ကြီးကအမြဲတမ်းပြန်ဖြေတတ်တဲ့အဖြေလေးတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကောင်းငင်မှာပြန်နေတဲ့စွန်တွေက ပေ1000တောင်းအမြင့်ကနေမြေကြီးမှာရှိတဲ့အသားတစ်ကိုမြင်နိုင်ကြတယ်။အဲ့တော့လူတဲ့တာလွန်နဲ့မျက်စိဒီတိမ့်ငတ်မှာရှိတယ်။စွန်နေမှာရှိတယ်။နောက်တစ်ခါကျတော့လူတွေရဲ့နားတဲ့လူတွေရဲ့နားတဲ့တာလွန်နဲ့လင်းတို့တွေရှိတယ်။လင်းစွဲတွေလင်းတို့တွေလူတွေရဲ့နားတဲ့တာလွန်နဲ့သူတို့ရဲ့ကြားနိုင်တဲ့စွမ်းအားသည်လူတွေမကြားနိုင်တဲ့အတန်ကိုကြားနိုင်တယ်။အဲ့တော့လူတွေရဲ့တာမန်မြင်နိုင်တဲ့စွမ်းအားတာမန်ကြားနိုင်တဲ့အကြားတဲ့ တာလုံနဲ့တတဝါဒီလောကကြီးမှာရှိနေတယ်။ရှင်းနေတဲ့အတွက်အရိယသူတော်ကောင်းတို့သည်တပါးသောလောကကိုမြင်နိုင်တဲ့ဒိဗ္ဗစက္ခုအဘိညာဉ်တွေရှိတယ်။ဒိဗ္ဗတော်တာတွေရှိတယ်ဆိုတာကိုကိုကျော်ကြီးတို့ကယုံကြည်တယ်။ယုံကြည်တာဖြစ်ခြင်းကြောင့်ဒီအရိယသူတော်ကောင်းတွေပြောတယ်တမလွန်လောကဆိုတာကိုကိုကျော်ကြီးတို့ကယုံကြည်တယ်။အဲ့ဒါသည်ယုံကြည်မှုဖြစ်တယ်။အဲ့ဒီလိုယုံကြည်ဖို့အတွက်ကလည်းအရှိမယုံကြည်လောက်တဲ့တာရကတက်တည်ကိုပြเสียအကြောင်းရှိတယ်။ဒါက ယုံကြည်မှုကိုအကြောင်းပြချက်ပေးတာနောက်တစ်ခါကျတော့ကိုယ်တိုင်သိတရားနဲ့ဒီယုံကြည်မှုတရားဖြစ်ပေါ်တာကိုပြောပြမယ်ဘလို့ကိုယ်တိုင်သိတရားနဲ့ယုံကြည်မှုတရားဖြစ်လဲလို့မေးလို့ရှိရင်ဥပမာအနေနဲ့ပြောပြရမယ်ဆိုရင်ဘောကာခြုံလာတဲ့ခလေးမတယောက်အဲ့ဒီခလေးမတယောက်ကိုအစ္စလမ်ဘာသာယုံကြည်သူတယောက်ကမြင်တဲ့ခါကျရင်ဒီကလေးမလေးဒီငါတို့ဘာသာရဲ့အထုတ်မြတ်ထားရာယဉ်ကျေးမှုကိုအဆုံးမကိုလိုက်နာတဲ့အလွန်မတန်မအမျိုးမြတ်တဲ့ခလေးပဲလို့သူ့နှလုံးသားထဲမှာ တည်သွားလိမ့်မယ်ဒီကလေးမကိုမြင်ရခြင်းအပြင်သူ့မှာချမ်းသာတဲ့ခံစားချက်ဝေဒနာဖြစ်တယ်သူ့မှတ်သားတဲ့အမှတ်သားကဒီဝိစုံဝတ်တဲ့မိန်းကလေးဒီမိမကောင်းလေးဖြစ်တယ်တစ်ဖက်ကပြန်ကြည့်မယ်အစ္စလမ်ဘာသာကိုမုန်းတဲ့လူတယောက်ကဒီဟာကိုမြင်လိုက်တဲ့အခါမှာဒီအဝိမဲကြီးခြုံထားတာကွာအမိုက်ထုတ်ကြီးကြနေတာပဲဆိုပြီးတော့သူကအမြင်မကြည့်တာဖြစ်ခြင်းကြောင့်သူ့ရဲ့မှတ်သားထားတဲ့တညာဒီဒီလိုမျိုးယူဝတ်ထားတာဒီမကောင်းဘူးလို့မှတ်သားထားတာဖြစ်ခြင်းကြောင့်သူ့ရဲ့တညာကြောင့်သူဒီ ဘယ်ဝေဒနာကိုခံစားမလဲဆင်းရဲတဲ့ဝေဒနာကိုခံစားအမြင်မကြည်လင်တဲ့ဝေဒနာအဲ့ဒါဆင်းရဲတာပဲဆင်းရဲတဲ့ဝေဒနာကိုခံစားရမယ်ဟုတ်ပြီနော်အဲ့တော့ကိုကျော်ကြီးကဗုဒ္ဓဘာသာတရားအနေနဲ့ဗုဒ္ဓရဲ့အဆုံးအမအတိုင်းကိုကျော်ကြီးကဘယ်လိုမြင်မလဲဆိုတော့အဝိမဲကြီးခြုံထားတဲ့လူသားတယောက်လိုပဲကိုကျော်ကြီးကမြင်မယ်လူတတဝါတဦးလိုပဲကိုကျော်ကြီးကမြင်မယ်ဘာကြောင့်လဲလို့မြင်တဲ့အခါမှာဒီအဝိမဲကြီးခြုံထားတဲ့အောက်မှာယောက်ျားလားမိန်းမလားဆိုတာ ိုကျော်ကြီးအနေနဲ့မသိနိုင်ဘူးအဝိမဲကြီးခြုံထားတဲ့မတ်တက်ရက်ပြီးလမ်းလျှောက်နေတာဖြစ်ခြင်းကြောင့်ဒါသည်လူတတော်ဖြစ်တယ်လို့တိမှတ်ခြင်းပဲရှိမယ်အဲ့ဒီအတွက်ကိုကျော်ကြီးမှာဆင်းရဲတဲ့ဝေဒနာလည်းမခံစားရဘူးချမ်းသာတဲ့ဝေဒနာလည်းမခံစားရဘူးအဲ့ဒီအာယုံကြောင့်ဘာမှမဖြစ်သွားဘူးဒီအာယုံကအာယုံကတစ်ခုတည်းပဲကြည့်တဲ့လူနဲ့တတ်မှတ်ထားတဲ့အပေါ်မှာမူတည်ပြီးတော့တညာအပေါ်မှာမူတည်ပြီးတော့ခံစားချက်ဝေဒနာတွေပြောင်းသွားတယ် ဒါဆိုရင်ခံစားချက်သဘောတည်းလေဖောက်ပြန်တတ်တဲ့သဘောရှိတယ်မမြဲတဲ့သဘောရှိတယ်တဦးကဆင်းရဲတယ်လို့မြင်တယ်တဦးကချမ်းသာတယ်လို့မြင်တယ်ပတ်သားတဲ့နေရာမှာလည်းတဦးကဒီဝတ်စုံကြီးဝတ်တာကောင်းတယ်လို့မှတ်သားတယ်တဦးကမကောင်းဘူးလို့မှတ်သားတယ်ကိုကျော်ကြီးတို့အနေနဲ့ကဗုဒ္ဓဘာသာရှုထောင့်ကကြည့်ရဲဆိုကောင်းတာလည်းမပါဘူးမကောင်းတာလည်းမပါဘူးဒီအာယုံဒီအမြင်အာယုံတစ်ခုတက်တက်ပဲလို့မြင်လိုက်တာအဲ့တော့မှတ်သားတဲ့တညာတွေဒီမတူညီတာဖြစ်ခြင်းကြောင့် ဒီတညာဒီလေငါလည်းမဟုတ်ဘူးငါဥစ္စာလည်းမဟုတ်ဘူးဆိုတာရှင်းတယ်တကယ်လို့သာဒီမှတ်သားထားတဲ့တညာကမြဲတဲ့သဘောရှိတယ်ဆိုရင်တမျိုးတည်းဖြစ်ကမယ်ကောင်းတယ်လို့မှတ်တဲ့အရာဆိုလူတိုင်းကကောင်းတယ်လို့အကုန်လုံးတပြိုင်တည်းမှတ်ကမယ်ဒါပေမဲ့တယောက်ကကောင်းတယ်လို့မှတ်ပြီးတယောက်ကမကောင်းဘူးလို့မှတ်တယ်ဆိုရင်တညာဒီဖောက်ပြန်တဲ့သဘောရှိတယ်တုံးနဲ့တုံးတညာဒီလည်းမတူဘူးဒါဆိုအဲ့ဒီမကောင်းဘူးလို့မှတ်သားထားတဲ့လူကိုအကျိုးအကြောင်းရှင်းပြရင်ကောင်းတယ်ဆိုတဲ့အမြင်သူ့မှာပြန်ရှိနိုင်လားမရှိနိုင်ဘူးလားရှိနိုင်တယ်ဒါဆိုတညာကပြုတ်ပြင်လို့ရတဲ့တရား မကောင်းဘူးလို့မြင်တဲ့လူကိုလည်းပြုလျင်လို့ရတယ်လို့ကောင်းတယ်လို့မြင်တဲ့လူလူကိုလည်းဒီအရာဒီအကောင်းလည်းမဟုတ်ဘူးအဆိုးလည်းမဟုတ်ဘူးအာယုံတစ်ခုသာဖြစ်တယ်လို့ရှင်းပြနိုင်လို့သူ့မှာဉာဏ်ထင်သွားပြီဆိုရင်ဒီအာယုံဒီဖောက်ပြန်တတ်တဲ့သဘောရှိတယ်ပြုပြင်ပြောင်းလဲလို့ရတယ်ဆိုတော့မထင်ရှားဘူးလားတင်ရှာဒီမသားနာတဲ့တညာပေါ်မှာမူတည်ပြီးတော့တွေးထင်မှုသဘောဖြစ်လိုက်တဲ့အခါမှာဆင်းရဲတဲ့သဘောချမ်းသာတဲ့သဘောရှိတယ်။အဲ့ဒီဆင်းရဲတဲ့သဘောချမ်းသာတဲ့သဘောကလည်းမြဲသလားဆိုတော့မမြဲဘူး။ ခုနပြောသလိုမှန်သားတဲ့သဘောပေါ်မှာမူတည်ပြီးတော့ဒီဆင်းရဲခြင်းချမ်းသာခြင်းဆိုတဲ့ဝေဒနာတွေဖြစ်လာအဲ့ဒီဝေဒနာကလည်းဖောက်ပြန်တဲ့သဘောရှိတယ်အဲ့တော့ तू လည်းမဟုတ်ဘူးဆင်းရဲတာလည်း तू မဟုတ်ဘူးချမ်းသာတာလည်းငါမဟုတ်ဘူးဒီသဘောတရားတွေသည်ဒီခန္ဓာငါးပါးရဲ့သဘောတရားတွေသည်အနတ္တသဘောဆိုတာကိုထင်ထင်ရှားရှားမြင်ရတယ်ဒါဆိုအခုကိုကျော်ကြီးပြောလိုက်တဲ့ဇာတ်တွေကိုခမားတို့ကယုံကြည်တာလားကိုကျော်ကြီးရှင်းပြတဲ့အပေါ်မှာညံတက်ဝင်ပြီးတော့နားလဲသွားတာလားကိုယ်တိုင်သိဖြစ်သွားတာလား ကိုကျော်ကြီးရှင်းပြတာကိုညံတက်ဝင်သွားပြီးတော့ကိုတိသွားပြီဆိုရင်တော့ဒါကိုယ်တိုင်သိပြီအဲ့ဒါယုံကြည်မှုမဟုတ်တော့ဘူးဒါပြလို့လဲဆိုလက်တွေ့ကြတဲ့အကြောင်းအရာကိုလက်တွေ့ကိုယ်တိုင်သိတာလေအကြောင်းပြချက်ပေးတာမဟုတ်ဘူးအဲ့ဒါကကိုယ်တိုင်သိတရားဖြစ်တယ်အဲ့တော့မြတ်စွာဘုရားရဲ့တရားတွေဒီတောကတော်ဘဂဝါဒါဓမ္မတရားတော်မြတ်ဒီမြတ်စွာဘုရားကောင်းစွာဟောကြားထားမူသောတရားတွေဖြစ်တယ်ဒါဆိုရင်ဒီတရားကိုမြတ်စွာဘုရားကကောင်းစွာဟောကြားထားတယ် တန်တေးဒီကောကိုယ်တိုင်သိနိုင်တဲ့တရားဖြစ်တယ်အခုဆိုရင်ကိုကျော်ကြီးကတစိပြန်ရှင်းပြတဲ့ခါမှာခင်ဗျားတို့နာကြားရတဲ့လူသားကိုယ်တိုင်မသိသွားဘူးလားကိုကျော်ကြီးကကိုယ်တိုင်လည်းသိတယ်မြတ်စွာဘုရားရှင်းပြတော့ကိုကျော်ကြီးလည်းကိုယ်တိုင်သိတယ်ကိုကျော်ကြီးကတစိရှင်းပြလိုက်တဲ့အချိန်မှာခင်ဗျားတို့ကညံတက်ဝင်ပြီးကိုယ်တိုင်မသိသွားဘူးလားသိသွားရင်ဒီတရားတွေဒီကိုယ်တိုင်သိတရားဟုတ်မဟုတ်ကိုယ်တိုင်သိသွားတဲ့တရားဟုတ်တာဖြစ်ခြင်းကြောင့်မြတ်စွာဘုရားကတမလွန်လောကကရှိတယ်လို့ပြောထားလို့ရှိရင်ကျွန်တော်တို့ကဒီမြတ်စွာဘုရားရဲ့စကားကိုယုံကြည်လိုက်တဲ့အခါကျတော့ ဒီကိုယ်တိုင်တိတရားကိုလက်ခံလိုက်တဲ့အတွက်မြတ်စွာဘုရားရဲ့ဇကားကိုယုံကြည်လိုက်တာဟုတ်ပြီနော်ကိုယ်တိုင်တိကိုသိထားတဲ့အတွက်ယုံကြည်မှုကိုထပ်ပြီးယုံကြည်တာမြတ်စွာဘုရားကိုယုံကြည်မှုဖြစ်သွားတယ်အဲ့ဒါဒီကိုယ်တိုင်တိတရားနဲ့ယုံကြည်မှုတရားပါပဲဒါဆိုရင်ဒီသဘောတရားလေးတစ်ခုကိုကိုယ်တိုင်သိသွားပြီဟေ့ဆိုရင်ဒီသဘောတရားကိုစင့်ကစင့်ကပွားယူမယ်ဆိုရင်ရောဒီတညာတွေကချုပ်နိုင်လားမချုပ်နိုင်ဘူးလားအဖြေကရှင်းရှင်းလေးနေနော်အဖြေကရှင်းရှင်းလေးနေ ချုပ်နိုင်မှန်းသိတယ်ဆိုရင်ဒီလိုမျိုးချစ်တာလည်းမပါဘူးမုန်းတာလည်းမပါဘူးဆိုရင်ကျွန်တော်တို့ရဲ့ခံစားချက်တွေဒီချမ်းသာတဲ့ခံစားချက်ဖြစ်နေတာနောက်တစ်ဒီရဲ့ပို့ပြီးနမူနာလေးတစ်ခုထပ်ရှင်းပြမယ်အဲ့ဒီဘောလ်ကချုပ်ထားတဲ့ကောင်မလေးတယောက်ကိုကောင်လေးတယောက်ကမြင်မယ်သူတို့နှစ်ယောက်မျက်လုံးချင်းစုံတဲ့အချိန်မှာချစ်ချင်းတရားပေါ်လာမယ်နှစ်ယောက်တစ်လုံးနဲ့ကိန်းဝင်နေတဲ့ကိလေသာနဲ့ တိတ်ကြောင်တစ်ခုကနေပြီးတော့လှုံ့ဆော်လိုက်တဲ့ခါမှာမျက်လုံးချင်းစုံပြီးချစ်မှုဆိုတာဖြစ်လာတယ်ဒီကောင်မလေးကချောသလားလှသလားဘလို့ပုံစံလဲဆိုတာမသိပြီမဲ့မျက်လုံးချင်းအစုံပါပဲချစ်ချင်းတရားပေါ်လာလိမ့်မယ်ကောင်လေးတယောက်ကနောက်တဲ့ကောင်လေးတယောက်ကဒီကောင်မလေးရဲ့တကိုယ်လုံးကိုအဝိမဲကြီးခြုံထားပြီမဲ့လေတိုးတိုက်တဲ့ခါမှာပုရိသဘာဝအဋ္ဌိသဘာဝအဋ္ဌိယဘာဝရုပ်တွေဖြစ်တယ်ဟလားကြီးငယ်ရှိုက်ဖို့တွေကထင်းကနေလင်းကနေမြင်လိုက်တဲ့ချိန်မှာဒီဘက်ကကောင်လေးတယောက်ကကာမဂုံစိတ်ကြီးနိုးကြလာမယ် ဆိုတော့မမြင်ရပေမဲ့အဲ့ဒီလိုအရေးအစင်းတွေကလူတယောက်ရဲ့ကာမဂုဏ်ကိုနှိုးဆွနိုင်တယ်။ဘာကြောင့်နှိုးဆွနိုင်လဲလို့မေးလို့ရှိရင်သူ့မှာကာမဂုဏ်ကိလေသာကကိန်းဝတ်နေတယ်။ကိန်းဝတ်နေတာဖြစ်ခြင်းကြောင့်ဒီဘောမှာအာယုံပြုတ်လိုက်တဲ့အခါမှာအဲ့ဒီကိလေသာတွေကိန်းဝတ်လာ။အဲ့ကိလေသာကိန်းဝတ်လာတဲ့အခါမှာမဆောင်စည်းနိုင်တဲ့ခါကျတော့ကောင်မလေးကို ထိပါပုတ်ခတ်တာလုပ်မယ်။ချစ်ချင်းတရားရှိတဲ့ကောင်လေးကသူချစ်တဲ့ကောင်မလေးကိုထိပါပုတ်ခတ်လိုက်ရင် ခုခံကာကွယ်မယ်။အဲ့တော့ ချစ်ချင်းတရားကြောင့်စောင့်ရှောက်ရခြင်းကာကွယ်ရခြင်းဆိုတဲ့ဒုဒ္ဓါကံရခြင်းဆိုတဲ့ဒုက္ခတွေပေါ်လာတယ်။တစ်ဖက်ကကာမဂုဏ်ကိလေသာကိုမထိနိုင်တဲ့အတွက်မလုံတဲ့နဲ့အလုပ်တွေကိုကျူးလွန်လာတယ်။အစ္စလမ်ဘာသာက လူကနေပြီးတော့ဒီကာကွယ်တဲ့ကောင်လေးဘက်ကပါလာမယ်။ဘာဖြစ်လို့လဲလို့မေးလို့ရှိရင်ဘာသာတရားဆိုတဲ့အနောက်ကဆွဲထားတဲ့တန်ရုံးစဉ်အစွဲကြောင့်သူသည်ဒီကောင်လေးဘက်ကနေဝင်ပါလာမယ်။အစ္စလမ်ဘာသာကိုမုန်းတဲ့လူတယောက်က ခုနမုန်းတဲ့လူကဒီဘက်က လုတ်တဲ့ကောင်ကိုနောက်ွယ်ရန်ညှောက်ပြီးချာချာအကောင်မအဲ့လိုဖြစ်မှကောင်းမှာအကုတို့မတော်ကအကုတို့ဒီတက်လာမယ်ဟုတ်လားနှစ်ဖက်တလုံးစီချစ်ချင်းမုန်းခြင်းဆိုတဲ့တရားပေါ်မှာမူတည်ပြီးတော့ဒုဒ္ဓါကံရခြင်း အကုတို့ဒီတက်လာမယ်မုန်းခြင်းဆိုတဲ့တရားကြောင့်မနောဒုစရိုက်ဒီဖြစ်လာမယ်ဝစီဒုစရိုက်ဒီဖြစ်လာမယ်အဲ့တော့အကုတို့ဒီဘယ်ကလာတယ်လဲလို့မေးလို့ရှိရင်ရှင်းရှင်းလေးအမြင်မှမိစ္ဆာဒိဋ္ဌိတောင်ပဲဖြစ်တာ အဝိစားတစ်ခုကိုမူတည်ပြီးတော့မှိုင်းရင်းနဲ့မိစ္ဆာဒိဋ္ဌိအမြင်နေမြင်လိုက်တဲ့အခါမှာအနောက်ကစင်ကဲစင်ကဲအာကုတ္တူတီတက်လာတယ်။အဲ့တော့ဒီအဝိစားတစ်ခုကိုဒီကလေးခြုံနှားပါတယ်လို့မြင်လိုက်တဲ့ကိုကျော်ကြီးကဗုဒ္ဓဘာသာအမြင်ရှုထောင်းနဲ့ကြည့်လိုက်မယ်ဆိုရင်ချက်ချင်းမုံကြီးညောင်အာကုတ္တူတီဖြစ်တယ်လို့မြင်သွားတယ်။ဟောအမြင်ချင်းမတူတော့ဘူး။အဲ့ဒါဆိုရင်ဒီချက်ချင်းမုံကြီးသည်ဒုက္ခကိုသာဖြစ်စီတယ်ဆိုတဲ့ဒုက္ခသစ္စာကိုမြင်သွားတယ်။ဆိုတော့တရားရဲ့သဘောတရားက တစ်ခုသိရင်တစ်ခုမြင်တယ်အဲ့တော့ဒီချက်ချင်းတရားတွေဒီအယူဝါဒတွေဒီခန္ဓာ၅ပါးတွေဒီတညာတွေဒီလှုံ့ဆော်တဲ့သင်္ခါရတရားတွေဒီငါလည်းမဟုတ်ဘူးငါဥစ္စာလည်းမဟုတ်ဘူးငါလည်းမဟုတ်တယ်လို့သူလည်းမဟုတ်ဘူးဒါဒီတိခါရတရားတွေရှိတယ်ပြင့်ပြီးရင်ပြောင်းလဲလို့ရတယ်ပြုတ်ရင်ပြောင်းလဲရင်အလဲမရှိတဲ့ငင်းငင်းချင်းဆိုတဲ့တရားကရကိုရနေတယ်တလုံးတည်သွားပြီအဲ့တော့ဒီသဘောတရားတွေဒီငါလည်းမဟုတ်သူလို့သူလည်းမဟုတ်ဘူးဆိုအတ္တမဟုတ်ဘူးအနတ္တပဲလို့မြင်သွားပြီ အနတ္တတလုံးကိုပိုင်ပိုင်နိုင်နိုင်သိပြီဆိုရင်စင်ကစင်ကပွားယူဖို့အတွက်ကတည်ကြည်တဲ့တမာရီလိုအပ်တယ်တည်ကြည်တဲ့တမာရီရှိပြီဆိုရင်ဒီတရားတွေကိုနာတိုင်းနာတိုင်းမှာကိုယ်တိုင်ဉာဏ်နဲ့မြင်တယ်